ာနာဆိုတာဗားလဲကျွန်တော်တို့ခင်ဗျားတို့ချက်ချင်းတွေးမိမှာကဒေနတ်စစ်တပ်မင်းအောင်လိုက်ဒါမှမဟုတ်ရင်ရထူးအဲ့ဒီအမြင်ကမားပါတယ်ဒါတွေဟာအာနာမဟုတ်ပါဘူးအဲ့ဒါတွေကအာနာရဲ့အတုံးချတဲ့ကိရိယာတူးတွေပဲဖြစ်ပါတယ်အခုဒီဗီဒီယိုမှာခင်ဗျားတို့ကျွန်တော်တို့သိထားတဲ့အာနာဆိုတဲ့အတိတ်ဘက်ကိုခြေဖြတ်ကြည့်ရအောင်ပါဘာဖြစ်လို့လဲဆိုရင်တော်လိုင်းရေးပဲလုံးလုံးအာနာကိုထိုက်ဖို့ပဲစူးစမ်းစူးစမ်းကိုတိုက်နေတဲ့ ကိုလိုချင်နေတဲ့အရာကိုတိတိကျကျနားမလည်ဘူးဆိုရင်တော့အများတို့ရှုံးပါပဲအာနာကိုလူတွေကတမျိုးတည်းမြင်ကြပါတယ်အမိတ်ပေးတာပေါ့ဒါကအစစ်တအခြေအနေတစ်ခုပဲရှိပါသေးတယ်တကယ်အာနာကမျက်နှာစာ၃ခုရှိတယ်နံပါတ်၁ကတော့အနိုင်ကျင့်မှုဒါကအရှင်းဆုံးပါပဲစစ်ကောက်စီသုံးနေတဲ့ပုံစံငါခိုင်းတာမလုပ်ဘူးဆိုရင်မင်းကပြစ်မယ်ထောင်ထဲထည့်မယ်ဖမ်းမယ်ဒါကအာနာပါ ဒါပေမဲ့အဲ့ဒီအာနာကကြောက်ကြစေးအများဆုံးနဲ့ထိရောက်မှုလည်းအ ਨੇ ဆုံးပဲဖြစ်ပါတယ်။ဘာဖြစ်လို့ဆိုရင်ခမားကလူတိုင်းကို24နာရီတင်တန်းနဲ့ထောက်ထားပြီးတော့စောင့်ကြည့်လို့မနိုင်ပါဘူး။ခမားအလစ်မှာသူတို့ကပြန်ပြီးတော့ကန်ပါပဲ။ဒါကထိတ်ချုပ်မှုအုပ်ချုပ်မှုမဟုတ်ပါဘူး။နံပါတ်1ကတော့အစီအစဉ်ကိုထိတ်ချုပ်ခြင်း။ဒါကတော့နည်းနည်းပို့ပြီးတော့စမတ်ကြပါလေ။ဒါကိုဆွေးနွေးခွင့်ပြုမလဲဆိုတာကိုထိတ်ချုပ်တာပါ။ ဥပမာစစ်ကောက်စီရွေးကောက်ပွဲဆိုတာကအမြဲတမ်းပြောနေတဲ့စကားဒါဟာတိုင်းပြည်ရဲ့အရေးကြီးဆုံးကိစ္စလို့သူတို့ကအစီအစဉ်အာဂျန်ဒါကိုတတ်မှတ်ထားတာဖြစ်ပါတယ်။တကယ်ဆွေးနွေးရမယ့်2008ဖွဲ့စည်းပုံဖြစ်သေးရေတို့ဖက်ဒရယ်တို့အဲ့ဒါတွေကိုစကဝိုင်းပေါ်ကနေဖယ်ထုတ်ထားတဲ့အခြေအနေပါ။ဒါဟာမင်းတို့ဒါပဲပြောကိုပြောရမယ်လို့တတ်မှတ်ထားတာမျိုးဖြစ်ပါတယ်။ဒါဟာဒုတိယအဆင့်အာနာပဲဖြစ်ပါတယ်။နံပါတ်3ချက်ကတော့အတွေးအခေါ်ကိုဒွမ်းမိုးတဲ့အခြေအနေ။ ဒါကတော့ကြောက်စရာအကောင်းဆုံးပါပဲဆိုလိုတာကမင်းဒါကိုလောက်ရမယ်လို့ပြောတာမဟုတ်တော့ပါဘူးမင်းကိုယ်တိုင်ကဒါကိုလောက်ချင်လောက်အောင်အုံနောက်စေးထားတာဖြစ်ပါတယ်စစ်တမ်းမရှိရင်တိုင်းပြည်ပြိုကွဲသွားမယ်ဆိုတဲ့အတွေ့မျိုးငါတို့တိုင်းရင်းသားတွေကကိုယ့်လူမျိုးကခေါင်းဆောင်ဖြစ်ရမယ်ဆိုတဲ့အစွဲမျိုးဒီတော်လာရေးကဘာသာရေးကိုထိခိုက်စေတယ်ဆိုတဲ့အစိတ်ပေးတဲ့သဘောမျိုးခင်ဗျားရဲ့အတ္တိကကိုယ်ပိုင်အကျိုးစီးပွားကိုတောင်မှမေ့ပြီးတော့ အာနာရှင်လိုချင်တဲ့ပုံစံတိုင်းခင်ဗျားတို့ကိုယ်တိုင်က like တွေးပြီးတော့ like ယုံကြည်သွားတာပဲဖြစ်ပါတယ်။အဲ့ဒီအာနာကိုလက်နဲ့နဲ့ချိုးဖျက်လို့လည်းမရပါဘူး။အသိပညာနဲ့ပဲတံပြန်ရတဲ့အခြေအနေဖြစ်ပါတယ်။ဒီနေရာမှာခင်ဗျားတို့ငင်းစရာပေါ်လာပါလိမ့်မယ်။တော်လိုင်းရေးမှာခေါင်းဆောင်ခေါင်းရှိဖို့လိုတယ်။ဟုတ်ပါတယ်။ဒါပေမဲ့အဲ့ဒီမှာအန်ဒီယားရှိနေပါတယ်။အာနာကိုနောက်ထပ်နှမျိုးထပ်ပြီးတော့ခွဲကြည့်ပါ။ နံပါတ်၁ကဩဇာတိကမအကြီးမားတဲ့အာဏာဒါဟာလူပုဂ္ဂိုလ်အပေါ်မှာအခြေခံတာဖြစ်ပါတယ်။ခေါင်းဆောင်ရဲ့စကားပြောဟန်ဆွဲဆောင်နိုင်မှုတမိုင်းနောက်ခံဥပမာမကျော်ဆန်းတို့ဒေါ်ဆန်းစုကြည်တို့လိုမျိုးနဲ့တွေ့ပါတယ်။အာသာချက်ကတော့လူတွေကိုသူတို့ရဲ့ပုံရိပ်နဲ့အမြန်ဆုံးစီယုံနိုင်ပါတယ်။အဲ့တော့အာဏာချက်ကပါလေ။အဲ့ဒီလူတယောက်မရှိတော့ရင်ဒါမှမဟုတ်အမားတစ်ခုခုလုံးမိရင်အလုပ်ပြည့်စည်သွားပါတယ်။အပွဲစီပြုတ်ကွဲသွားပါတယ်။ ဒါကမໄຂမြဲဘူးဆိုတဲ့သဘောကိုဆိုလိုတာပါဒုတိယတစ်မျိုးကစနစ်အခြေပြုတဲ့အာဏာပါဒါကတော့လူအပေါ်မှာမမိခိုပါဘူးစစ်တမ်စနစ်တော့ဥပဒေပေါ်မှာအခြေခံတာဖြစ်ပါတယ်ခေါင်းဆောင်ကကြီးကပဲဖြစ်ဖြစ်ခောက်ခွေးကပဲဖြစ်ဖြစ်စနစ်ကသူ့လို့သူစပီးလုံနေပါတယ်ဥပဒေကအာလုရဲ့အထက်မှာရှိတာဖြစ်ပါတယ်အယူဂျီကဒါကိုတိစားဖို့ကြိုးစားနေတဲ့ပုံစံပါ EAO တွေကသူတို့နဲ့မြန်မာတာကိုထူထောင်ဖို့ကြိုးစားနေတာဖြစ်ပါတယ် ဒါပေမဲ့တော့ဟာပြင်းစရာကောင်းပါတဲ့လူထုကိုမဆွဲဆောင်နိုင်ပါဘူးဒါပေမဲ့လည်းရေရှည်ခိုင်မြဲတဲ့အာဏာလည်းဖြစ်ပါတယ်ကျွန်တော်ပြောချင်တာကတော်လိုင်းအင်အားစုတွေစဉ်းစားရမယ်ခင်ဗျားတို့ကလူပုတ်ကုတ်အပေါ်မှာမိခိုတဲ့တော်လိုင်းရေးကိုတိဆောက်နေတာလားဒါမှမဟုတ်ရင်စနစ်အပေါ်မှာအခြေခံတဲ့နိုင်ငံအသစ်ကိုတိဆောက်နေတာလားဆိုတာမဖြစ်မနေစဉ်းစားဖို့လိုပါတယ်ပထမတစ်ခုကမြန်တယ်ဒါပေမဲ့ပြန်ပြီးတော့ပြုတ်ကျလွယ်ပါတယ်ဒုတိယတစ်ခုကကြာပါတယ် ဒါပေမဲ့ခိုင်းပါတယ်။နောက်ဆုံးအရေးကြီးတဲ့ငင်းခုတ်ချက်တစ်ခု ရှိနေပါတယ်။အာနာရှိတိုင်းတရားဝင်မှု ရှိတာမဟုတ်ပါဘူး။အခုမြန်မာပြည်မှာဖြစ်နေတာကအဲ့ဒါပဲဖြစ်ပါတယ်။စစ်ကောင်စီမှာပါဝါရှိတယ်၊ဒီနေ့ပတ်စံငွေကြေးထိထုံနိုင်တဲ့အစွမ်းတွေရှိတယ်။ဒါပေမဲ့သူ့မှာ legitimacy ဆိုတဲ့ပြည်သူလက်ခံမှုနိုင်ငံတကာအသိမပြုမှုမရှိဘူး။ပုံရအခြေအနေနဲ့အတူတူပါပဲ။တော်လိုင်းအင်အားစုတွေမှာကကြတော့ legitimacy ရှိတယ်။ ပြည်သူထောက်ခံမှုရှိတယ်။ဒါပေမဲ့ထိရောက်တဲ့ပါဝါကိုရောက်ဖို့ဆိုရင်နယ်မြေအပြည့်အဝထိချုံနိုင်မှုခိုင်မာတဲ့စစ်အင်အားအားနည်းနေတဲ့အခြေအနေပါ။ဒါကကြီးမားတဲ့လောင်ကြီးလည်းဖြစ်ပါတယ်။စစ်ကောက်စီကသူ့ရဲ့ပါဝါကိုတောက်ပြီး legitimacy ကိုဝယ်ဖို့ကြိုးစားနေတယ်။အတူရောင်ရွေးကောက်ပွဲလို့အတင်းအတမအုပ်ချုပ်တာမျိုးတူတူပါပဲ။ဒေါ်လာရေးကကြတော့သူ့ရဲ့ legitimacy ကိုတောက်ပြီးတော့ပါဝါကိုတိဆောက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ လက်နက်ရှာဖွေတာမျိုးအောက်ချုပ်ရေးထူထောင်မှုလိုမျိုးလုပ်လို့တော့ပါတမိုင်းကိုနည်းနည်းလောက်ပြန်ကြည့်ကြည့်ပါပါဝါမရှိတဲ့ legitimacy နဲ့ legitimacy မရှိတဲ့ power ဘယ်သူကပို့ပြီးတောက်ခံနိုင်လဲ legitimacy မရှိတဲ့အာဏာရှင်တိုင်းဟာနောက်ဆုံးမှပြိုလဲသွားတာကြီးပဲဖြစ်ပါတယ်ဒါပေမဲ့မပြိုလဲခင်မှာတိုင်းပြည်ကိုသူနဲ့အတူဆွဲခေါ်သွားတတ်တဲ့သဘောလည်းရှိပါတယ် legitimacy ရှိတဲ့တော်လှန်ရေးတိုင်းဟာ ထိရောက်တဲ့ပါဝါအထူးသဖြင့်ပေါ့စနစ်ကြတဲ့အုပ်ချုပ်မှုကိုမတည်ဆောက်နိုင်ဘူးဆိုရင် legitimacy ပါတဖြည်းဖြည်းတိုက်စားပြီးပြစ်စီသွားတက်ပါလေ။ဒါကြောင့်အာနာဆိုတာကိုရိုးရိုးရှင်းရှင်းတော့မကြည့်ပါနဲ့။ခင်ဗျားတို့အနေနဲ့ဂါးဆောင်ပဲဖြစ်ဖြစ်ရဲဘော်ပဲဖြစ်ဖြစ်ဆုပ်ဖြတ်ချက်ချတဲ့နိုင်ငံသမားပဲဖြစ်ဖြစ်သတင်းမီဒီယာ social media ဘောက influencer ပဲဖြစ်ဖြစ်ကိုယ်တိုင်ပြန်မေးကြည့်ပါ။ခင်ဗျားတို့လိုချင်နေတဲ့အာနာကဘယ်လိုမျိုး အမျိုးအစားလဲ။